ဇလန်ရဲ့အဆမှာတော့အလီယာနဲ့နီကီတို့ဟာဖျားနာနေတဲ့တငယ်ချင်းတယောက်ရဲ့အသက်ကိုကယ်ဖို့အတွက်လူလုံးနှလုံးကိုရှာဖွေနေခဲ့ကြပါတယ်။လူချင်းရဲ့ပစ္စည်းကိုတွေ့တဲ့အခါမှာအလီယာကနီကီကိုထွက်သွားဖို့ကိုခေါ်ပေမဲ့မန်အဖွဲ့ကအေဂျင့်တွေကရောက်လာတာကိုတွေ့လိုက်ရလို့နှစ်ယောက်စလုံးကအာတင်သွားခဲ့ရပါတယ်။သူတို့ထွက်ပြေးဖို့ကိုစူးစမ်းရင်းနဲ့အေဂျင့်တွေကိုတိုက်ခိုက်ပေမဲ့ဒီတစ်ခါတော့အင်မတန်ကိုမှအစွမ်းထက်တဲ့ရန်သူတွေဖြစ်နေပါတယ်။သူတို့ရဲ့ခင်မင်းနေပညာကရိယာတွေတောင်မှဒီမင်းကလေးတွေကိုမကူညီနိုင်ပါဘူး။အရင်နောက်နီကီဟာလက်နက်တွေနဲ့တိုက်ခိုက်ခံနေရတာကိုအလီယာကတော့တွေ့လိုက်ရပါတယ်။ ကိုဒီနာတစ်ခုရဲ့အောက်မှာခြေထောက်ညှပ်နေတာမို့လို့သူရဲ့တငယ်ချင်းဒုက္ခရောက်နေမှန်ကိုသိလိုက်ရပါတယ်။အလီယာဟာချက်ချင်းဆိုသလိုပဲရန်သူတွေကိုအာယုံပြောင်းဖို့နေလန်းရှာပြီးနီကီကိုကဲတင်ကလူလုံးနှလုံးကိုယူဆောင်ရင်းနဲ့မော်တော်ဆိုင်ကနေကိုထွက်ပြေးပါတယ်။ဒါပေမဲ့လူတင်းမောပေါ်ကနေဆင်းဖို့ကြိုးစားနေတော့သူတို့ဟာထပ်မံတိုက်ခိုက်ခံရပြီးဒီတစ်ခါတော့ဘယ်မှပြေးစရာမရှိတော့ပါဘူး။အလီယာကသူ့ရဲ့တငယ်ချင်းဟာကရိယာကိုမာချူရာစီကိုမှအရောက်ပို့ပေးနိုင်ဖို့အတွက်သူ့ကိုယ်သူဆွဆားဖို့ကိုဆုံးဖြတ်လိုက်ပါတယ်။သူကတော့ရန်သူတွေကိုရင်ဆိုင်ဖို့နောက်မှနေခဲ့ပါတယ်။ လက်ရှိကာလမှာစိုက်ဘေးရီးယားမျိုးတော်ဝင်ကိုတုတ်တင်ဖို့ရည်ရွယ်ချက်နဲ့တဘောအုပ်စုတစုကလရင်ဘုတ်ကိုကျူးကျော်ပြီးတော့တိုက်ခိုက်နေကြပါရင်လုံုံရဲ့အဆောင်တွေကလည်းကျူးကျော်သူတွေကိုဖမ်းဆီးဖို့စ조사နေတော့မျိုးတော်ဝင်နဲ့သူ့ရဲ့တပ်တော်အဆောင်ကလရင်ရဲ့အခန်းထဲမှာပုံအောင်နေကြပါရင်ကျူးကျော်သူတွေအခန်းထဲကိုဝင်တော့မှန်မှန်တီးတဲ့အခါမှာသူတို့အကူအညီခေါ်လိုက်ပါရင်မဲအဖွဲ့ကချက်ချင်းပဲကယ်ဆယ်ဖို့ကိုရောက်လာခဲ့ပါရင်သူတို့ဟာကျူးကျော်သူတွေကိုတားနိုင်စွမ်းရှိမှန်သူသိနေလို့ပါအဲ့ဒီအခါမှာအလီဟာရန်သူတွေကိုလှုပ်ရှားလို့မရအောင်လုံနိုင်တဲ့ကြီးစံတွေနဲ့ဖြစ်ပါရင် ပေမဲ့တဘုံတယောက်ကလွတ်သွားခဲ့ပြီးတော့ဒီသူရဲကောင်းလူငယ်တွေနဲ့ခဏလောက်ကိုထိုးကျိတ်ပြီးမှပြန်ပြီးတော့အဖမ်းခံလိုက်ရပါတယ်။မျက်နှာဖုံးဆွထားတဲ့သူကသူ့တီတိုက်ပွဲကိုမနိုင်နိုင်မှန်းတီးတဲ့အခါမှာသူ့ရဲ့အဖော်တွေထွက်ပြေးနိုင်ဖို့အတွက်လင်းရင်နေရန်ကိုဖောက်ခွဲလိုက်ကြပါတယ်။ဒီချိန်မှာပဲမျိုးတော်ဝင်ဟာအပြင်ကိုဆုတ်ထုတ်ခံလိုက်ရတာကြောင့်အလီကတော့သူ့ရဲ့နောက်ကိုခုန်လိုက်ပါတယ်။ဘာကာကတော့ပောက်ကွဲမှုကြောင့်ဖြစ်လာတဲ့အပေါက်ကိုဖုံးလိုက်ပြီးအလီကတော့လင်းရင်ကိုထိန်ချုပ်လိုက်ပါတယ်။ လင်းဟာမျိုးရဲမှပြက်ကျသွားရင်လည်းလူရပေါင်းများစွာအန်ဒီရဲ့ကြားရောက်နိုင်တာကြောင့်အေဂျင့်ဖစ်ကဝင်ရောက်ဆွတ်ဖက်ပြီးတော့အလီရဲ့အလုပ်ကိုဖျက်တောက်လိုက်ပါတယ်။အလီမျိုးရဲဝင်ကိုကယ်တင်နိုင်တော့မယ့်အချိန်မှာပဲဘော်ဘီကရရှိလာခဲ့ပြီးတော့မစ်ရှင်ကိုပြီးဆုံးအောင်လှုပ်ဆောင်လိုက်ပါတယ်။အဲဒီနောက်လူတိုင်းကတော့လင်းပေါ်ကိုဘေကင်းစွာပြန်ရောက်လာပြီးတော့ဆိုင်ဘေးရီးယားကလည်းကယ်တင်ခြင်းခံလိုက်ရပါတယ်။အဲဒီနေ့မှာပဲအလီကိုသူ့လုံးလုံးတဲ့အေဂျင်စီရဲ့အခြေဆိုင်စခန်းကိုခေါ်သွားခဲ့ပါတယ်။သူဟာသူ့ရဲ့နောက်ဆုံးမစ်ရှင်မှာအမှားကြီးတစ်ခုကိုလုပ်ခဲ့တယ်ဆိုတာကိုသိလိုက်ရပါတယ်။ ။လင်းကိုထိန်ချုပ်ဖို့ကြိုးစားရင်းတဲ့သူဟာလည်း override mode ကိုဖွင့်လိုက်ပါရင်ဒီစနစ်ကအသုံးပြုသူတို့သူ့ရဲ့နေနာရှိတဲ့စနစ်တွေအားလုံးကိုထိန်ချုပ်စေနိုင်ပါရင်ဂန်စီရဲ့ပြပြချက်အရကတော့ဒီလုံးဆောင်ချက်က agent တွေကိုတတိလေးစေပြီးထိန်ချုပ်မှုကင်းမဲ့သွားစေပါရင်ဒါကြောင့်မလို့ဒီစနစ်ကိုဖွင့်လိုက်ခြင်းအပြင်ကတော့အလီဟာသူ့ရဲ့တငယ်ချင်းတွေအားလုံးကိုအန်နီရဲကိုပြစ်ထည့်လိုက်တာဖြစ်ပါရင်ဒါပေမဲ့လို့ဒိုင်ယန်ကတရင်ကောင်းချီချောင်ပြောပြီးတော့ override mode ကိုထပ်မံမိုးမှန်နိုင်ခဲ့ပြီလို့ထုတ်ပေါ်ပြပြလိုက်ပါတယ်။ဒါကြောင့်မလို့အသုံးပြုတဲ့သူဟာဖြစ်ပျက်နေတဲ့အရာတွေကိုအပြည့်အဝကိုထိန်းချုပ်နိုင်ပါလိမ့်မယ်။ အလီဟာမကြခင်မှာ Iris ရဲ့ moment ထားတဲ့ version ကိုရရှိတော့မှာပါဒါပေမဲ့လို့လောလောဆယ်မှာတော့ agent fit နဲ့ Bobby တို့ဟာဒီကရိယာမှာချုပ်ရင်းချက်မရှိသေးဘူးဆန်တက်မှုတွေလှုပ်ဆောင်နေပါရင်မနက်ခင်းမှာအလုံးများပြီးသွားတဲ့နောက်မှာအလီကိုအိမ်ပြန်ရောက်ရှိလာခဲ့ပြီးသူ့ရဲ့ခန်းထဲကိုခုံးဝင်လိုက်ပါရင်မိနစ်နေငယ်ကြာတဲ့အခါမှာ Victor ရဲ့အမေကနေလဲစာနဲ့အတူပေါ်လာခဲ့ပြီးသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုမြင်လိုက်တဲ့အခါမှာအလီကတော့သူ့ရဲ့ဖခင်ဟာအလုံးနဲ့အမြင်အလုံးများနေတာကိုစိတ်မကောင်းဖြစ်နေခဲ့ပါရင် အရင်ညမှာကိုရောင်ထဲမှာတိတ္တာတရှုပ်ကိုတင်ဆက်နေတော့အလီဟာသူ့ရဲ့ကလေးဘဝအမှတ်တရတွေအပြည့်ပါတဲ့တိတ္တာကြီးတလုံးကိုတွေ့လိုက်ရပါတယ်။သူ့ရဲ့မိဘတွေရိုက်ထားတဲ့ဗီဒီယိုတစ်ခုကိုကြည့်တဲ့အခါမှာအလီကတော့စိတ်လွှတ်ရှားသွားခဲ့ပြီးသူ့ရဲ့မိထားခဲ့တဲ့ဂီတတိတ္တာကိုကောက်ကန်လိုက်ပါတယ်။အဲ့ဒီအချိန်မှာ lower file တွေပါတဲ့ pen drive တစ်ခုကိုတွေ့လိုက်ပေမဲ့ဖွင့်လို့မရပါဘူး။နောက်ထပ်တနေ့မှာအလီဟာဘာကာစီကနေပြီးတော့ဖုန်းခေါ်ဆိုမှုတစ်ခုကိုလက်ခံရရှိပြီး coffee sign တစ်ခုမှတွေ့ဆုံဖို့သွားပါတယ်။ အလီဟာအလီရှားရောက်ဖို့အတွက်ကိုမှစောင့်နေတော့မှသူ့ရဲ့ဦးလေးကိုသူ့ဖေအမေပြောတယ်လို့သူ့ရဲ့မိဟာသူနာပြုတ်တကယ်ပဲဟုတ်ရဲ့လားဆိုပြီးတော့မိလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအလီရှားကပေါ်လာခဲ့ပြီးသူတို့သုံးယောက်ဟာအလုံးလုံးတဲ့အေဂျင်စီမှရဲ့ဌာနချုပ်ကိုတွားဖို့အတွက်ဖြက်လန်းကိုတုံးလိုက်ကြပါတယ်။ထာဝရချုပ်ရောက်သွားတာနဲ့ပဲအလီဟာဘိုချုပ်ရမာနဲ့တွေ့ဆုံပြီးတော့သူ့ရဲ့နောက်ထပ်အဖွဲ့လိုက်မစ်ရှင်ကမြို့တော်ဝင်ရဲ့လေရင်ကိုတိုက်ခိုက်ခဲ့တဲ့ဂိုင်းကိုချီရခံဖို့ဖြစ်ကြောင်းသိလိုက်ရပါတယ်။ ရော်ဒီယက်ဆိုတဲ့လိုပဲမျိုးတော်ဝင်အခန်းထဲကိုရောက်ရှိလာခဲ့ပြီးအလီကမျိုးတော်ဝင်ဟာဒီအေဂျင်စီကိုတီထောင်ခဲ့တဲ့သူဖြစ်မှန်းသိလိုက်ရတဲ့အခါမှာအံ့အားတင်သွားခဲ့ရပါတယ်။နောက်ထပ်တစ်နေ့မှာအလီနဲ့သူ့ရဲ့အဖွဲ့ဟာဒီမရှင်ရဲ့ပထမအဆင့်ကိုစတင်လာပြီးအီဗန်ဘဲရဲ့ဌာနချုပ်ကိုဝင်စီလိုက်ပါတယ်။ဒါပေမဲ့လို့ဒီလူဆိုးဟာထွက်ပြေးနိုင်ခဲ့တာကြောင့်အလီကသူ့ရဲ့နောက်ကိုလိုက်သွားခဲ့ပါတယ်။ဂျန်နေအေဂျင်တွေကတော့လုံခြုံရေးအဆောက်တွေနဲ့ဆက်လက်ကိုမှတိုက်ခိုက်နေခဲ့ပါတယ်။အလီသူနောက်ကိုမိရောမဲ့အချိန်မှာပဲဂိုင်းသားတစုကရောက်လာခဲ့ပြီးနီကီကတော့အေဗန်ဘဲရဲ့လက်ထဲကနေတနက်ကိုခေါ်ယူလိုက်ပါတယ်။နီကီဟာပစ္စတိုကို အန်ဒစ်ကိုမှပေးပြီးသွားတဲ့နောက်အလီနဲ့တိုက်ခိုက်ပါတယ်။အလီဟာသူ့ရဲ့ရန်သူကသူ့အမိနဲ့တထက်တဲကိုတူတဲ့နှက်ဆွဲကိုဝစ်ဆင်ထားတာကိုသတိပြုမိလိုက်ပါတယ်။သူကတော့သတိလစ်တော့နင်းနေဖြစ်နေတော့မှပဲအလီရှာကတော့ရောက်လာခဲ့ပြီးတော့ဆွမ်းအင်ပေါ်လုံးနဲ့နီကီကိုပြစ်လိုက်ပေမဲ့သူမကတော့အဲ့ဒီတိုက်ခိုက်မှုတွေကိုလှည့်မြန်စွာရှောင်တိမ်နိုင်ခဲ့ပါတယ်။လူဝင်အဖမများတော့မှန်တီးတဲ့အခါမှာနီကီထွက်ပြေးဖို့ကိုဆုံးဖြတ်လိုက်ပြီးအလီကတော့သူ့ရဲ့နောက်ကိုလိုက်ပါရီအလီဟာမျိုးရဲကလမ်းလေးပေါ်မှာသူ့ရဲ့စကူတာနဲ့လိုင်းလံဖမ်းဆီးနေတာကြောင့်အေဂျင့်ကဆက်ပြီးတော့မလိုက်နိုင်အောင်လို့နီကီကသူ့ရဲ့မော်တော်ဆိုင်ကနေရထားရှိကိုခုန်ချလိုက်ပါရီ ကန်ကောင်းဆောင်နဲ့ပဲသူမဟာဒဏ်ရာမရပဲထွက်ပြေးနိုင်ခဲ့ပေမဲ့အလီကတော့သူ့ရဲ့ပြင်းမှတ်ကိုမလျှော့ပဲနဲ့ယထားဖို့ကိုလိုက်ပါသွားခဲ့ပါတယ်။အဒီနောက်သူတို့နှစ်ဦးဟာဥမင်လိုင်ကောင်းတဲ့ကလမ်းတစ်ခုတည်းကိုရောက်သွားခဲ့ပြီးတော့မြို့ရဲ့စင်ကြီးပုံရက်ကွက်ကိုရောက်သွားခဲ့ကြပါတယ်။အဲ့ဒီအခါမှာလေအလီကမတော်တာစားမှုတစ်ခုဖြစ်ပြီးတော့တတိလက်သွားခဲ့ရပါတယ်။လိုလာတဲ့အခါမှာသူ့ရဲ့ခြေထောက်ဒဏ်ရာရနေတာကိုတွေ့ရပြီးတော့နီကီကသူ့ရဲ့ဒဏ်ရာတွေကိုကုသပေးနေပါတယ်။စကားပြောနေတော့မှပဲနီကီဟာအလီဟာအလီယာရဲ့တာမန်ကိုတီးလိုက်ရပါတယ်။သူတို့ဟာညီမတွေဘလို့ခင်မင်ခဲ့ကြအောင်ပြောပြပါတယ်။ ်ဆက်ကြောတဲ့ဘဝမှာတွေ့ကြရတဲ့သူတို့နှစ်ဦးဟာလုံအောင်ကိုမှကွဲပြားတဲ့ကဘာနှစ်ခုကနေကိုလာကြပါရင်နေကင်းတဲ့သူမရဲ့လူတွေရင်ဆိုင်နေရတဲ့ကြီးမားတဲ့အခက်အခဲတွေကိုမြင်တဲ့အခါမှာအလီယာကတခုခုလှုပ်ဖို့ကိုဆုံးဖြတ်လိုက်ပါရင်နှစ်တွေကြာလာတဲ့အခါမှာသူတို့နှစ်ဦးဟာလည်းစင်ကြေဘုံရက်ကွက်မှာနေထိုင်သူတွေရဲ့ဘဝကိုပြောင်းလဲပေးဖို့ပူပေါင်းကြံခဲ့ကြပြီးတော့တဖြည်းဖြည်းနဲ့ကိုမှအဲ့ဒီနေရာကိုတိုးတက်အောင်လုပ်နိုင်ခဲ့ကြပါရင်နေကီကိုအေဗန်ဘယ်ရဲ့တနတ်ကိုပါလို့ခိုးယူခဲ့တာလဲဆိုပြီးတော့မေးတဲ့အခါမှာသူမကတော့အဇရမ်ရဲ့နမူနာကိုရဖို့လိုအပ်ကြောင်းထုတ်ဖော်ပြပြလိုက်ပါရင် ဒလမတာသူ့ရဲ့လူတွေကဆက်လက်အသက်ရှင်နိုင်မှာဖြစ်တယ်လို့ဆိုပါရင်အလီပြန်ကောင်းလာပြီဖြစ်တဲ့အတွက်နီကီကသူ့ကိုထွက်သွားဖို့တောင်းဆိုပြီးနောက်တစ်ချိန်ဆက်သွင်းနိုင်ဖို့ကြိယာတစ်ခုကိုပြလိုက်ပါတယ်။သူ့ရဲ့တငယ်ချင်းတွေနဲ့ပြန်ဆုံပြီးသွားတဲ့နောက်မှာအလီဟာဌာနချုပ်ကိုပြန်သွားခဲ့ပါတယ်။ဘာကာကအီဗန်ဘဲကိုစတင်စစ်ဆေးပါတယ်။နူရဝင်ကိုတိုက်ခိုက်တဲ့ရန်သူတွေကိုဘသူကလက်နက်ထောက်ပံ့နေတာလဲဆိုတာကိုသိရှိဖို့သူ့ရဲ့ရည်ရွယ်ချက်လည်းဖြစ်ပါတယ်။ဒါပေမဲ့အေဂျင့်ရဲ့ဖော်ရွှေတဲ့ချင်းကပ်ပုံကအရာမရောက်တာကြောင့်ဖီကာရောအခြေအနေတွေကိုဂိုင်းတွေ့ရပါတယ်။ ဖျက်ရက်ဆက်ကြံကြုံမှုရှိစေတဲ့အီဗန်ဘဲဟာမတုံ့လှုပ်ပဲနဲ့သူ့ရဲ့ဖောက်တယ်ဘယ်သူလဲဆိုတာကိုထုတ်ဖော်ဖို့ညှင်းဆုပ်လိုက်ပါတယ်။နောက်ဆုံးထပ်ပေါင်းနေတဲ့ဗိုလ်ချုပ်ရာမာအခန်းထဲကိုဝင်လာပြီးတရားမဝင်ပစ္စည်းတွေရောင်းချပြီးတော့တံမွေးဝမ်းကြောင်းပြုတ်နေကြောင်းသူ့ရဲ့ဇနီးကိုပြောပြမယ်လို့အီဗန်ဘဲကိုပြောလိုက်ပါတယ်။သူ့ရဲ့အလို့အကြောင်းကိုဇနီးတဲ့တီးသွားရင်စွန့်ပစ်ခံရမှာကိုကြောက်တဲ့အတွက်အီဗန်ဘဲဟာအမှန်တရားကိုဖွင့်ထုတ်ဖို့ကိုဆုံးဖြတ်လိုက်ပြီးတော့သူ့ရဲ့ဖောက်တယ်ကို Figram လို့ခေါ်ကြောင်းပြောပြလိုက်ပါတယ်။ဒီလိုဟာဘတာတာဝါရဲ့စီမံခန့်ခွဲရေးဒါရိုက်တာဖြစ်ပြီးတော့မျိုးတော်ဝင်ရဲ့အယုံကြည်အားဆုံးဝင်တဲ့တူလည်းဖြစ်ပါတယ်။ ဒီလိုမျိုးပြင်းထန်တဲ့ဆွဆွဲကျန်းတဲ့ရင်ဆိုင်ရတဲ့အခါမှာပို့ချုပ်ကဒီအချက်လက်ကိုမျိုးရဝင်ကိုတတင်းမပို့ခဲ့စစ်ဆေးဖို့အေဂျင့်တချို့ကိုဆစ်လွတ်လိုက်ပါတယ်။ဒါကြောင့်မလို့အလီနဲ့သူ့ရဲ့တငယ်ချင်းတွေဟာ Vagrant ရဲ့လှုပ်ရှားမှုတွေကိုစုံစမ်းထောက်လန်းဖို့သူ့ရဲ့ရှိနေခြင်းကိုလည်းမဖော်ထုတ်စေခဲ့ပြီးနဲ့ပီတာတာဝါရဲကိုခုံးဝင်ရပါတယ်။လုံညိုကြီးကိုကြော်လာပြီးသွားတဲ့အခါမှာအဖွဲဟာတနရာရှိတဲ့သူတွေရဲ့အခန်းထဲကိုဝင်ရောက်ပါတယ်။အလီရှားကကွန်ပျူတာပေါ်ကဖိုင်တွေကိုစစ်ဆေးနေတော့မှဖင်နဲ့တခြားသူတွေကအခန်းကိုရှာဖွေကြပါတယ်။ အဲ့ဒီအချိန်မှာပဲအလီဟာလှုပ်ဝက်တကားတစ်ခုရှိနေတာကိုမတော်ဆဆိုသလိုတွေ့လိုက်ရပြီးတော့အောက်ဆင်းသွားတဲ့အခါမှာအဖွဲဟာလည်းယာနဲ့ချီရဲ့လှုပ်ဝက်နေပညာတွေကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်မလို့သူတို့တက်တဲ့အဖြစ်ကိုဓာတ်ပုံတချို့ကိုရိုက်ကူးပြီးသွားတဲ့နောက်ထွက်သွားခဲ့ကြပါတယ်။အဲ့ဒီညမှာအလီဟာနီဂီကိုတွားရောက်တွေ့ဆုံပါတယ်။သူ့အမေရဲ့တငယ်ချင်းကောင်းတွေတာဝါရဲကိုခိုးဝင်ပြီးတော့အဇီရန်ကိုတူလောင်ခိုးယူနိုင်ဖို့အတွက်ကိုဆက်ရုပ်ချက်တော့တစုံကိုဘယ်လိုမျိုးအသုံးပြုရမလဲဆိုတာကိုအလီကတော့လေ့လာရပါတယ်။ ဒီလူလေးယောက်မတိလိုက်တာကတော့အဲ့ဒီနေရာကိုဆက်ရုပ်လုံညိုကြီးအဆောင်တယောက်ကစောင့်ကြက်နေပြီးကျူးကျော်မှုကိုသိရှိသွားကသူတို့ကိုပြစ်ခတ်တာစတင်ခဲ့ပါတယ်။အရင်နောက်တော့ပစ္စည်းကိုခိုးယူပြီးသွားတဲ့အခါမှာအဖွဲ့ဟာလည်းအလင်းမြန်ဘဲကိုထွက်ပြေးလာရပြီးတော့အဆောင်တွေကိုရှောင်တိန်နိုင်ခဲ့ပါတယ်။သူရဲ့မဟာမိတ်တွေကိုကာကွယ်ဖို့ဆုံးဖြတ်ထားတဲ့အလီဟာဆက်ရုပ်ကိုထိန်းချုပ်ဖို့အိုင်ရစ်ကိုအတုံပြုလိုက်ပေမဲ့သူ့ကိုယ်သူကရိယာရဲ့ဝင်ရောက်ဆုံးမခြင်းကိုခံလာရပါတယ်။အဆောင်ကနေထွက်သွားပြီးသွားတဲ့နောက်မှာအပြင်ထွက်ဖို့အတွက်ကိုခေတ္တကားကိုဖြိုချလိုက်ပါတယ်။ဒီနည်းလမ်းနဲ့ပဲလူ၃ယောက်ကလည်းအဇီရန်နဲ့အတူထွက်ပြေးနိုင်ခဲ့ပါတယ်။ အလီတတိပြန်ရလာတဲ့အခါမှာပညာရဲကွက်ကဒေတာခန်တွေဟာမရှင်အောင်မြင်တာကိုခုံပြနေတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်မလို့အလီကိုသူရဲကောင်းတယောက်လိုမျိုးကြိုးဆိုခံရပြီးညှာစာစားပြီးတော့နေတော့ဆူဝါကသူ့ကိုမာချီရာနဲ့တွေ့ဆုံဖို့ကိုခေါ်သွားခဲ့ပါတယ်။အမျိုးသမီးကတော့သူ့ကိုချက်ချင်းဖက်ပြီးတော့အလီယာတာမရှိရင်သူအသက်ရှင်နိုင်မှာမဟုတ်ကြောင်းကိုပြောပြလိုက်ပါတယ်။နီကီနဲ့စကားပြောဖို့ပထမဆုံးအခွင့်အရေးရလာတဲ့အခါမှာအလီဟာတာဝါကနေထွက်ပြေးဖို့ကိုကြိုးစားနေတော့သူမကိုတိုက်ခိုက်ခဲ့တဲ့အတွက်တောင်းပန်ပါတယ်။ overrun mode ကိုဖွင့်လိုက်တိုင်းသူထိန်းချုပ်မှုကလွတ်သွားကြောင်းပြောပါတယ်။ နေကေကတော့သူမနာကျင်ခဲ့ပါဘူးအဲ့လိုပြောပြီးတော့အလီကိုသူ့အဖွဲ့ရဲ့တရားဝင်အဖွဲ့ဝင်ဖြစ်လာပြီဆိုပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်ဒါပေမဲ့လို့ကန်လန့်ချက်ကိုလက်ခံလိုက်ပေမဲ့အလီဟာမတ်အေဂျင်စီမှဆက်ပြီးတော့အလုံးလုံးနေပြီးတော့သူ့ရဲ့အားလက်ချင်တွေပါပညာရက်ွက်ဒေတာခံတွေရဲ့ဘဝအရေးအသွေးကိုမြင့်တင်ဖို့နေကီနဲ့သူ့ရဲ့တငယ်ချင်းတွေကိုရန်ပုံငွေကောက်ခံရမှာကူညီနေပါတယ်အချိန်ကြာလာတဲ့အခါမှာအလီဟာလည်းသူ့အမေပြုလုပ်ထားတဲ့တိုက်ခိုက်ရေးကိရိယာကိုအသုံးပြုတက်လာပြီးတော့တဖြည်းဖြည်းနဲ့သူ့ရဲ့အေဂျင်စီမစ်ရှင်တွေဟာဒုတိယနေရာကိုရောက်ရှိသွားခဲ့ပါတယ် သူရဲ့တငယ်ချင်းကိုစိတ်ပြက်နေတဲ့အလီရှားကသူ့ကိုနည်းလေစာစားဖို့ဖိတ်ကော်ပြီးတော့ထိတိုက်တွေ့ဆုံရပါတယ်အလီဟာဆစ်စင်ရဲကိုဖျက်ဆီးပြီးတော့ထွက်ပြေးနေတဲ့ရာဇဝတ်ကောင်တွေကိုလက်နက်ခိုးယူရမှာကုညီနေသူဖြစ်မှန်းကိုသူမတိကျအောင်ပြောလိုက်ပါတယ်။ဖျားပီးခံနေရတဲ့အခါမှာအလီဟာလည်းဆွဆွဲချက်တွေကိုညှင်းဆို့ပြီးတော့ထွက်သွားပါတယ်။လမ်းမှာရင်းနစည်းကသူ့ကိုလိုက်နေတာကိုတတိထားမိပြီးတော့ပုံအောင်ဖို့အတွက်ကိုစူပါမားကတ်ထဲကိုဝင်သွားခဲ့ပါတယ်။အဲ့ဒီမှာသူ့ရဲ့ဦးလေးနဲ့တွေ့ဆုံပြီးအေဂျင်စီဟာအလီနှစ်ဘက်ချုံအေဂျင့်ဖြစ်နေတာကိုသိရှိနေပြီးဖြစ်ကြောင်းကိုတွေ့ရှိလိုက်ရပါတယ်။ ဘာကာကသူ့ရဲ့တူကိုသူနဲ့အတူလိုက်ခဲ့ဖို့ကိုစီရင်ဖို့ကြိုးစားပေမဲ့ကောင်လေးကတော့ညင်းဆိုပြီးသူ့ကိုဖမ်းဖို့ကြိုးစားနေတဲ့အဆောင်တွေလက်ကနေကိုထွက်ပြေးနိုင်ခဲ့ပါပြီ။အလီဟာသူ့ရဲ့စကူတာနဲ့လျင်မြန်စွာထွက်ပြေးပြီးတော့ဘော်ဘီကသူ့ရဲ့နောက်ကိုလိုက်ခဲ့ပါပြီ။သူ့မြေရောက်ရထားကိုခုန်တက်ဖို့ကြိုးစားပေမဲ့သူ့ရဲ့တငယ်ချင်းကောင်းကရထားထွက်ခွာသွားတာကိုတားဆီးလိုက်တာကြောင့်ကောင်လေးဟာနောက်ထပ်တစ်ချိန်ထွက်ပြေးရပါပြီ။သူရဲ့တငယ်ချင်းအန်နီရဲ့ကြားရောက်နေတာကိုမြင်တဲ့ကမုတ်ကတော့သူ့ရဲ့ကြော်ဖို့အိတ်ထဲကထွက်လာပြီးဘော်ဘီကိုတိုက်ခိုက်ကြပါပြီ။ကြောင်ရုပ်ဖမ်းခံလိုက်ရတဲ့အခါမှာအလီကတော့ဒူးနဲ့သူ့ရဲ့ရန်သူကိုတိုက်ခိုက်ပြီးတော့ထွက်ပြေးလာပါပြီ။ ။ဘော်ဘီတတိလေးနေတာကိုမြင်တဲ့အခါမှာဖစ်ဟာလည်းဒေါသထွက်ပြီးတော့လက်စားချေဖို့ကိုလိုက်ပါတယ်။သူဟာအလီကိုရရဲ့ဆက်ဆက်ကိုတိုက်ခိုက်ပြီးတော့သူ့မှာရှိတဲ့အစွမ်းကုန်နဲ့ထိုးတော့မယ့်အချိန်မှာပဲဘာကာကပေါ်လာခဲ့ပြီးတော့သူ့ရဲ့တူကိုထိခိုက်အောင်လို့လှုပ်တာကိုတားဆီးလိုက်ပါတယ်။အဲဒီအချိန်မှာပဲအလီကတော့အာယုံပြန့်လွင့်နေတာကိုအခွင့်ကောင်းယူပြီးတော့ထွက်ပြေးပါတယ်။အရင်နောက်နေကီနဲ့သူရဲ့တငယ်ချင်းတွေကပေါ်လာကြပါပြီ။သူတို့တောင်ယောက်ဟာမက်အေဂျင့်တွေရဲ့စတင်နာကိုတိုက်ခိုက်ကြပြီးသူတို့ကိုအနိုင်ယူဖို့သူတို့ရဲ့နေပညာကရိယာတွေကိုအသုံးပြုကြပါပြီ ဒါပေမဲ့ဖစ်ကပြင်းထန်စွာဒဏ်ရာရနေတာကိုမြင်တဲ့အခါမှာတော့အလီဟာတိုက်ခိုက်မှုတွေကိုရပ်ဖို့ဆုံးဖြတ်ပြီးနီကီကိုထွက်သွားဖို့ကိုစီယုံဖို့ကိုကြိုးစားပါတယ်။ဒါပေမဲ့သူမကသူ့ရဲ့ရန်သူတွေအားလုံးကိုတတိလစ်မတော်မချင်းတိုက်ပွဲကိုဆက်လုပ်ဖို့ကိုညှင်းဆုပ်လိုက်ပါတယ်။သူ့ရဲ့တငယ်ချင်းတွေကပြင်းထန်စွာဒဏ်ရာရနေတာကိုသိတဲ့အခါမှာအလီဟာဒေါသထွက်ပြီးတော့နီကီကိုတိုက်ခိုက်ပေမဲ့သူမကတော့ကောင်လေးရဲ့လက်နက်တွေအားလုံးကိုဖျက်ဆီးပြီးတော့တခါရင်းနဲ့ကိုမှအနိုင်ယူလိုက်ပါတယ်။နိုးလာတဲ့အခါမှာအလီဟာလည်းတခြားသောအေဂျင့်တွေရဲ့ဘေးမှာကြိုးချီခံထားရပါတယ်။ ဒီချိန်ဒီအားလုံးမှာ Nikki Haley Agency ကဖန်တီးခဲ့ပြီးစမ်းသပ်ဆဲဖြစ်တဲ့ Iris Neo ဆိုတဲ့ကိရိယာကိုရှာဖွေနေခဲ့မှန်းသူသိလိုက်ရပါတယ်။ဒီမျိုးသမီးဟာ Siberia ကိုတင်ပိုက်ဖို့ဒီကိရိယာတွေကိုအသုံးပြုဖို့ကိုစီစဉ်နေပါတယ်။အလီကသူ့ရဲ့အမေဟာဒီကိရိယာကိုဖန်တီးခဲ့တဲ့သူဖြစ်မှန်းကိုသိလိုက်ရပါတယ်။သူ့ရဲ့တငယ်ချင်းအသက်ကိုကယ်ခဲ့တဲ့ညမှာအလီဟာလည်းအတိတ်တက်ခံရတာမဟုတ်ဘဲနဲ့ Man Agency ရဲ့အဖွဲ့ဝင်ဖြစ်တာမို့လို့စူးစမ်းခံခဲ့ရတာဖြစ်ပါတယ်။ဒီအကြောင်းကိုတည်ပြီးသွားတဲ့နောက်မှာနီကီဟာလည်းပုံကန်ပြီးတော့သူ့ရဲ့မရှင်တွေကိုဆက်လုပ်ဖို့တက်မတော်ကိုဖန်တီးခဲ့ပါတယ်။ တနေ့မှာတော့အေဂျင်စီရဲ့ဌာနချုပ်ကိုခိုးဝင်နေတော့မှာတခိုးဟာလေဝိုင်းဝန်းခံရပြီးတော့ထွက်ပြေးခဲ့ရပါတယ်။လမ်းမှာတော့သူမကိုအလီယာကအာအတင်းစီပါတယ်။အလီယာကရာဇဝဲဘဝကိုဆက်လုပ်ဖို့သူ့ရဲ့တငယ်ချင်းကိုစီယုံဖို့ကြိုးစားပေမဲ့နီကီကတော့သူ့ရဲ့တငယ်ချင်းပြောတာကိုနားထောင်မဲ့အစားသူမကိုတိုက်ခိုက်ပြီးတော့မျိုးကိုဖျက်ဆီးဖို့အတွက်ဒုံးကြီးကိုပို့လှလိုက်ပါတယ်။ဆိုင်ဘီးရီးယားရဲ့ဒေတာခံတွေကိုကယ်တင်ဖို့ဆုံးဖြတ်ထားတဲ့အလီယာဟာအာရစ်ကိုအတုံးပြုတ်ပြီးတော့ဒုံးကြီးတွေကိုလေလုတဲကနေဖဲထုတ်ခဲ့ပါတယ်။ဒါပေမဲ့လို့ဒီဂျိုးပန်းမှုအလုံးဟာသူ့ရဲ့တက်ကိုပေးဆက်လိုက်ရပါတယ်။အမှန်တရားကိုဖော်ထုတ်ပြီးသွားတဲ့နောက်မှာပဲနီကီဟာ ဖစ်ဂရန်ကသူ့ရဲ့နောက်ကိုလိုက်နေတယ်ဆိုတဲ့သတင်းကိုရရှိပြီးသူမရဲ့လူတွေကိုမနာစင်စေရင်သူ့စီကိုတော့ရောက်တွေ့ဆုံပါတယ်။ Iris နေုံကိုရရှိထားတဲ့အကြောင်းသူမကလည်းသူ့ရဲ့ရန်သူတွေအားလုံးကိုဖယ်ရှားပြီးမညမတာကိုတိုက်ခိုက်နိုင်ပါပြီ။အဲဒီအချိန်မှာပဲမာချီရာနဲ့ကမုတ်တို့လိုဝဲအိမ်တွေကိုဝင်လာခဲ့ပြီးအမျိုးသမီးကတော့အေဂျင့်တွေကိုလွှတ်ပေးလိုက်ပါတယ်။အလီရှာကဗိုလ်ချုပ်ရာမာကိုဆက်သွယ်နေတော့အလီနဲ့သူ့ရဲ့ဦးလေးဟာမျိုးလက်ကောင်မှရှိတဲ့နီကီနောက်ကိုလိုက်သွားခဲ့ကြပါတယ်။မျိုးရဝင်ဟာကမ္ဘာအကြီးမားဆုံးစမတ်ဆက်ရုံစီမံကိန်းကိုကျင်းပနေပါတယ်။ ယုတ်ရက်ဆိုလိုပဲနီကီနဲ့သူ့ရဲ့မဟာမိတ်တွေကပေါ်လာခဲ့ပြီးသူဟာလက်ရှိပြည်ညံရက်ကွက်နေရာမှာစစ်ရုံစောင့်ချင်တာကြောင့်နိုင်ငံရေးသမားကိုတိုက်ခိုက်ပါတယ်။အဲဒီနောက်အဖွဲ့ဟာမျိုးတော်ဝင်ကိုကာကွယ်ဖို့ကြိုးစားနေတဲ့စစ်ရုပ်စစ်သားတွေနဲ့လုံခြုံရေးအဆောက်တွေကိုတိုက်ခိုက်ပါတယ်။နီကီကတော့အိုင်ရီရဲ့စွာအုပ်ကိုအတုံးပြုတ်ပြီးစစ်ရုပ်တွေကိုသူ့ကိုတိုက်ခိုက်ခိုင်းပါတယ်။ဒါပေမဲ့လို့မျိုးတော်ဝင်ကအသေးသက်ခံရရုံးမဲ့အချိန်မှာပဲအလီနဲ့သူ့ရဲ့တငယ်ချင်းတွေကပေါ်လာခဲ့ပြီးသူ့ကိုကာကွယ်ဖို့ကာကွယ်နေဘက်ကိုအတုံးပြုတ်ခဲ့ကြပါတယ်။အဲဒီနောက်အလီဟာမျိုးတော်ဝင်နဲ့အတူထွက်ပြေးရပြီးပါကာနဲ့အလီရှားကစစ်ရုပ်တွေကိုတိုက်ခိုက်ကြပါတယ်။ နီဂီဟာချက်ချင်းဆိုသလိုပဲသူတို့နောက်ကိုလိုက်ပြီးတော့လိုက်ပါသွားခဲ့ပြီးကမုတ်ကိုတိုက်ခိုက်တော့မယ့်အချိန်မှာပဲ Gans Dan နဲ့တခြားသော agent တွေကပေါ်လာခဲ့ပြီးသူမကိုတားဆီးကြပါတယ်။ Dan နဲ့သူ agent ဟာလည်းရာဇဝတ်ကောင်နဲ့စတင်တိုက်ခိုက်ပေမဲ့နီဂီဟာအရင်ကားထက်ကိုပုံမှုအစွမ်းထက်နေပြီးသူ့ကိုယ်သူလွယ်လွယ်ကူကူအဖမ်းမခံပါဘူး။ဒီတော့တင်မှာပဲသူ့ရဲ့မဟာမိတ်တွေကိုခုခံဖို့ကြိုးစားပေမဲ့မြို့တော်ဝင်ကိုကာကွယ်ဖို့ပူပေါင်းထားတဲ့ agency အဖွဲ့ဝင်တွေကြောင့်ရှုံးနေသွားခဲ့ရပါတယ်။စပွဲရှုံးတော့မဲ့အချိန်မှာပဲနီဂီဟာ Iris Neo ကနေတဆင်လူတွေကိုထိန်ချုပ်နိုင်စွမ်းရှိနေတာကိုတွေ့လိုက်ရပါတယ်။ဒီမြေမဲကိုဝေထားတဲ့သူတိုင်းဟာသူ့ရဲ့အမိန့်အောက်မှာရှိနေပါတယ်။ ဒီချိန်မှာပဲ agent တွေအချင်းချင်းကိုတိုက်ခိုက်ကြပြီးတော့အလီဟာ override mode ကိုဖွင့်ဖို့အတင်းကျပ်ကိုခံလိုက်ရပါတယ်။ဒါလိုမျိုးလုပ်တဲ့အခါမှာထိန်းချုပ်မှုလွတ်သွားခဲ့ပြီးလက်တွေ့အပြင်ကတော့မရှုံးနိုင်နိုင်သူဖြစ်လာပါတယ်။ကောင်လီဟာသူ့မေပြုတ်လုထားတဲ့နီးပညာဂျိုးတန်းရုပ်ကိုအသုံးပြုပြီးပြန်လည်ပြီးတော့တိုက်ခိုက်က agent တွေကိုထိမှန်စေပါတယ်။ဒါပေမဲ့လို့ gas နဲ့တန်တို့ကပူပေါင်းပြီးသူ့ကိုတိုက်ခိုက်တဲ့အခါမှာကောင်လီဟာလည်းသူ့ကိုသူမကာကွယ်နိုင်ပဲနီကီရဲ့လက်ချက်နဲ့ကိုမှတရီလက်သွားခဲ့ရပါတယ်။တတိလက်သွားတဲ့အခါမှာအလီဟာလည်းသူ့အမိနဲ့ပြန်ဆုံတွေ့ပြီးတော့ဒါဟာအလီယာအိုင်ရစ်ပါထားခဲ့တဲ့ပရိုဂရမ်တစ်ခုဖြစ်ကြောင်းကိုသိလိုက်ရပါတယ်။ အဲ့ဒီအမျိုးသမီးအလီ override mode ကိုတုံးတိုင်းထိန်ချုပ်မှုလိုရတဲ့အကြောင်းရင်းကိုပြောလိုက်ပါတယ်။အဲ့ဒါကတော့သူ့ကိုကာကွယ်ဖို့အတွက်ကိုကရိယာကိုသူမကတတ်မှတ်ထားလို့ဖြစ်ပါတယ်။ဒါကြောင့်မလို့တခြားတယောက်ကတာဝန်ယူထားတယ်လို့မျိုးကောင်းလေးခန္ဓာကိုဟာပို့ပြီးတော့ကြီးမားတဲ့ကိုကာယာစွမ်းရည်တွေကိုရရှိပါတယ်။အဲ့ဒီနောက်အလီဟာလည်း override ကိုဘယ်လိုမျိုးထိန်ချုပ်ရမယ်ဆိုတာကိုလေ့လာလိုက်ပြီးသူ့ရဲ့ခန္ဓာကိုယ်စီကိုပြန်ရောက်လာတဲ့အခါမှာ Iris Neo ကိုအာနိသင်ပြက်ပြက်အောင်လို့လှုပ်ဆောင်ဖို့အဲ့ဒီစနစ်ကိုအသုံးပြုနိုင်ခဲ့ပါတယ်။ဒါလိုမျိုးလုပ်တဲ့တခြားသော agent တွေဟာ Nikki ရဲ့အမေအောက်ကနေကိုလွတ်မြောက်သွားပြီးတော့တတိလက်သွားခဲ့ကြပါတယ်။ ။ကောင်လီကတော့ကရိယာကိုအပြေးဝထိန်ချုပ်နိုင်ဖို့အတွက်သူ့မိရဲ့ program ကိုဖျက်ပြရခဲ့ပြီးသူတို့နောက်ဆုံးကိုမှနှုတ်ဆက်ခွင့်ရလိုက်ခဲ့ကြပါပြီ။အခုတော့အလီဟာနီကီဆိုက်ဘီးရီးယားကိုဆက်လက်ဖျက်ဆီးတာကိုတားဆီးရပါတော့မယ်။သူမကိုချင်ကပ်ဖို့ကြိုးစားရင်းနဲ့ရန်သူရဲ့တိုက်ခိုက်မှုတွေကိုပိတ်ဆို့လိုက်ပါပြီ။အဲ့ဒီအချိန်မှာတော့ကောင်လေးဟာလည်းသူ့ကိုယ်သူကာကွယ်ဖို့စွမ်းအင်ပေါ်လုံးတွေကိုဒိုင်းကအဖြစ်ကိုအသုံးပြုပြီးတော့နီကီကိုအားပါတယ်လက်သေးချက်တစ်ချက်နဲ့ကိုထိုးလိုက်ပါရင်အဲ့ဒီနောက်တော့အမျိုးသမီးဟာကျိုးတန်းရုပ်တွေနဲ့အချိန်ပေါင်းများစွာထိမှန်ပြီးတော့မလုံနိုင်တော့ပါဘူး အရင်နောက်အလီကတော့သူ့ရဲ့ရန်သူကိုမြေပြင်ပေါ်ကိုပြန်ပြင်းချရင်းနဲ့တိုက်ခိုက်မှုတွေကိုအဆုံးသတ်လိုက်ပါတယ်တိုက်ပွဲရှုံးနေသွားမှန်းတီးတဲ့အခါမှာနီကီဟာလည်းသူ့ရဲ့ဝစ်ဆောင်ကိုအလိုလျောက်ဖျက်ဆီးမဲ့စနစ်ကိုဖွင့်လိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့ဆိုးရုပ်တဲ့အစီအစဉ်မှာအောင်မြင်ခဲ့မှာပဲသူမဟာအိုင်ရစ်ထဲကိုပို့ဆောင်ခံလိုက်ရပြီးတော့အလီယာနဲ့ကိုတွေ့ဆုံလိုက်ပါတယ်။အလီယာဟာတငယ်ချင်းနောက်ထပ်လူတွေကိုထိခိုက်မှုမပေးစေနိုင်ဖို့အတွက်သူမရဲ့တတိကိုဖျက်ပြစ်ဖို့ကိုလိုအပ်နေပါတယ်။ တိုက်ပွဲပြီးဆုံးပြီးသွားတဲ့တုံးရဲ့ကြံမှာပဲတရင်တောက်တွေကစိုက်ဘီးရီးယားကိုတိုက်ခိုက်တဲ့တပုံတွေကိုဖန်ဆီးခံလိုက်ရတာကြောင့် Fikren ဟာဘီတာပါဝါမှာသူ့ရဲ့ယာဒူကနေကိုထုတ်ပန်ခံလိုက်ရတဲ့တရင်တွေကိုထုတ်ပြန်ကြပါရင်တိုက်ခိုက်မှုအတွင်မျိုးတော်ဝင်ဟာ6တောက်တန်ရရရှိခဲ့ပြီးတော့ပြန်လည်ပြီးတော့တက်တာလာနေပါရင်အေဂျင့်တွေကိုရန်သူကထိန်းချုပ်နိုင်စေခဲ့တဲ့ Iris နေရုံရဲ့အဓိကကြရှုံးမှုကြောင့်ဒီစီမန်ကင်းကိုရက်ဆိုင်လိုက်ပြီးတော့အေဂျင်စီမှမူရင်း Iris ကိုသာဆက်လက်အသုံးပြုမှာဖြစ်ပါတယ်။ဒါပေမဲ့မျိုးကိုဖျက်ဆီးဖို့မရှင်မှာ နေဂီကိုကူညီခဲ့တဲ့အတွက်ကိုတာဝန်ရှိရသူတွေဖြစ်တဲ့အလီကိုအပြစ်ပေးခံရပြီးကရိယာကိုဆက်လက်အုံပြုခွင့်မရတော့ပါဘူး။ဒါဟာဒီမျက်မှန်ကိုအုံပြုဖို့ပုံမပြင်ဆင်ထားတဲ့အေဂျင့်ကိုရှာဖွေတွေ့ရှိရတဲ့အထီကိုမှတင်းဆဲထားမှဖြစ်ကြောင်းအလီကိုအသိပေးလိုက်ပါတယ်။ဒီဆုံးဖြတ်ချက်ကြောင့်ပဲအလီကအရန်ကိုမှဝန်နေပေမဲ့သူ့ရဲ့အပြစ်ပေးမှုကိုလက်ခံလိုက်ပြီးအေဂျင်စီမှဆက်လက်မှုရမ်းဖို့အတွက်နောက်ထပ် အခွင့်အရေးပေးခဲ့တဲ့သူ့ရဲ့အထက်အရာရှိတွေကိုကျေးဇူးတင်ပါတယ်။အစည်းအဝေးဆုံးမှာဘာကာကအလီယာရဲ့ဗီဒီယိုတစ်ချို့ကိုအလီနဲ့ကိုမျှဝေဖို့ဆုံးဖြတ်လိုက်ပါတယ်။ အလီဟာသူ့အမေဟာထူးချွန်တဲ့အေဂျင်တီယောဖြစ်ခဲ့တာကြောင့်သူ့ရဲ့မိခင်ကိုဂုဏ်ယူခံစားရပါတယ်။ပညာရက်ွက်သားတွေကြုံတွေ့ခဲ့ရတဲ့အရာတွေအလုံးပြီးသွားတဲ့နောက်အလီဟာသူ့တို့နေထိုင်ရတဲ့ခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေကိုလွတ်လွတ်ရှုခဲ့ခြင်းမရှိပါဘူး။သူ့ဖခင်ရဲ့အကူအညီနဲ့ရွာသားတွေအတွက်ကိုလိုအပ်တဲ့အရင်းမြစ်တွေကိုထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။အခုတော့သူတို့ကလည်းစိုက်ဘီးရီးယားကတခြားသောဒေသခံတွေအလုံးလိုပဲဂုဏ်သိက္ခာရှိစွာနေထိုင်နိုင်တော့မှာလေဖြစ်ပါတယ်။ဒီလောက်ထိပဲဇလန်လေးကအဆုံးသတ်ထားတာမို့လို့အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နော်။ စကားကောင်းလေးကိုတင်ဆက်ပေးနေတာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လေးတွေပြုလုပ်ပေးခဲ့ကြပါဦး။မိတ်ဆွေတို့အနေနဲ့အပန်းမကြည့်ဘူးဆိုရင် VPN လေးတွေဖွင့်ခဲ့ပြီးတော့ကျွန်တော်တို့ကိုရှေ့ဆက်သွားနိုင်စေပါတယ်။ခေတ္တဆိုရင်နောက်ထပ်ဆေးဝင်စားစရာကောင်းတဲ့စကားတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။